မင်္ဂလာပါခင်ဗျာဖရက်တာနေမြန်မာကနေအပတ်စဉ်တင်ဆက်ပေးနေတဲ့တော်လန်တီသူတို့ရဲ့အသံအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီစီဇန်ကနေဒေတာတီတီကနေနိုင်ရတောင်းဝန်ထမ်းပြီးတော်လန်ရင်းမှပါဝင်နေကြတဲ့သူတွေရဲ့စကားသံတွေကိုနားဆင်ခံသားမှာဖြစ်ပါတယ်ဒီစီဇန်ကိုအပတ်စဉ်ပုတ်ထုံနေညတိုင်းမြန်မာစံတော်ချိန်9:00နာရီမှာဖရက်တာနေမြန်မာရဲ့တင်ကိုရန်ဆက်ကဏ္ဍနဲ့မိဘမီဒီယာများမိဘဖွဲ့စည်းများတင်ကိုရန်ဆက်ကဏ္ဍတွေကနေတပြိုင်တည်းထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ဆောင်ရွက်ကြည့်ရှုအားပေးနိုင်ပြီဖြစ်ကြောင်းတင်ကောင်းပါပါတယ် ဒီနေ့အစီအစဉ်အတွက်ပေါ့နော်ဖိတ်ခေါ်ထားတဲ့ဆွေးနွေးပွဲဖိတ်ခေါ်ထားတဲ့ရဲဘော်လည်းအစီအစဉ်ရောက်ရှိနေပြီဖြစ်တဲ့အတွက်ကျွန်တော်အစီအစဉ်လေးကိုစတင်လိုက်ပါရမယ်။ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ။ဟုတ်မင်္ဂလာပါအာပထမအဆုံးအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီ Federal Channel မြန်မာရဲ့ Tollan သူတို့ရဲ့အတန်းစီစဉ်မှာပါဝင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ကျွန်တော်ဦးစောပထမပြောချင်ပါတယ်။ဦးစောမေးချင်တာပေါ့နော်ကျွန်တော်တို့လက်ရှိနာမည်နဲ့တာဝန်ယူထားတဲ့အပိုင်းလေးကိုမေးချင်အောင်ခင်ဗျာ။ဟုတ်ကဲ့ကျွန်တော်ကတော့ဖိနေမြေကြောက်ကြတက်ဖွဲ့ရဲ့ ပြည်ဥကြရတဲ့ရဲဘော်ကြောင့်လည်းဖြစ်တယ်။တာဝန်ယူထားတဲ့ဘိုင်းကတော့စိတ်မိုးရှိပါလိမ့်ဗျ။ဟုတ်ကဲ့ခင်ဗျာ။ဒီအာနာသိမ့်မှုမတိုင်ခင်ကရောဟောဘာတွေလောက်ခဲ့လဲပေါ့။အဲ့ချိန်မှာကြတော့လူငယ်တယောက်အနေနဲ့နိုင်ငံရေးဆိုတာကိုဘယ်လိုမျိုးနားလည်ထားလဲ။ပြီးတော့အာလက်ရှိချိန်ထိတော်လိုင်းရေး၄နှစ်ကျော်ကာလအတွင်းပေါ့နော်။တော်လိုင်းရေးထဲမှာပါဝင်နေရတဲ့အဓိကအကြောင်းရင်းတွေရောဘာတွေဖြစ်မလဲခင်ဗျာ။အင်းအာနာမသိရင်ကတော့ကျွန်တော်တို့ကတော့ဒီလူငယ်သဘာဝအတိုင်းပေါ့လှလှသွားလာနေရတယ် မိသားစုရဲ့စာဝင်တွေအတွက်ကျွန်တော်တို့လုပ်လုပ်တယ်ပေါ့အဲဒီနိုင်ငံရေးကကျွန်တော်တို့ဒီနိုင်ငံရေးကိုကျွန်တော်တို့ဘလုံးကတော့ထဲထဲဝင်နားမလည်ခဲ့ဘူးဗျာဒီ2021စာကစားမှအာဏာသိမ်းလိုက်ပြီးမှဒီနိုင်ငံရေးကိုကျွန်တော်တို့မတရားမတရားမှုခိနှိပ်ထုတ်ချဲ့တဲ့နိုင်ငံဆိုကျွန်တော်တို့နားလည်လာတယ်အာဒီမတရားမှုကိုကျွန်တော်တို့တော်လှန်မယ်ဆိုပြီးတော့ဒီနေ့ထိပဲကျွန်တော်တို့တော်လှန်နေမှာပါနေရပါ ုတ်ကဲ့ခင်ဗျအာလက်ရှိနိုင်ငံရေးချင်းတွေရောလူငယ်တယောက်အနေနဲ့ဘယ်လိုမြင်လဲပေါ့နော်။ဘာတွေကကျွန်တော်တို့တော်လန်ရေးဘက်မှာကောင်းလာလဲ။ဘယ်ချက်တွေကတော်လန်ရေးမှာဆိုးနေတယ်လို့မြင်ရလဲခင်ဗျ။အာလက်ရှိနိုင်ငံရေးချင်းတွေတော့ဒီနိုင်ငံရေးကိုကျွန်တော်တို့နိုင်ငံရေးဘယ်လိုမြင်လဲဆိုရင်ကျွန်တော်လူငယ်တယောက်အနေနဲ့နိုင်ငံရေးကလူတိုင်းနဲ့တော့တတ်ဆိုင်နေဗျ။ဒီလူငယ်တွေတော်တော်များများလူကြီးတွေကကျွန်တော်တို့မတတ်ဆိုင်နေဘူးလို့နေရလူတွေအများကြီးတော့တွေ့ရတယ်။ ်ဒါတော့ကျွန်တော်တို့ကတော့မကောင်းဘူးဗောဒါကိုယ်မသတ်နေနေတော့ကိုယ်ရင်တော့တကားလောက်ကောင်းနေပြီပဲအခုချိန်ကတော့ကားလောက်နေပြီတိုင်းရကျွန်တော်တို့ဒီဟုတ်အရွေးတစ်ခုပေါ့အရွေးတစ်ခုဒီနိုင်ငံရေးအရွေးတစ်ခုပေါ့ဒီတော်လိုင်းအစ်တစ်ခုပေါ့ကြာအောင်ကြာအောင်မှာဒီပုံစံနဲ့သွားနေရင်ဆိုရင်တော့ဟုတ်အဲ့လိုတော့မြင်ပါတယ် ဟုတ်ကဲ့ခင်ဗျအာတက်ဆက်တဲမှာပေါ့နော်ကျွန်တော်တို့ဒီလက်ရှိနိုင်ငံရေးအခြေအနေအရဆိုရင်စစ်ကောင်စီဘက်လည်းရေကောက်ပွဲလှုပ်လာဖို့စူးစမ်းနေတာကိုတွေ့ရတာပေါ့နော်ဒါကအခုမှမဟုတ်ပါဘူးလွန်ခဲ့တဲ့အာနာစတိန်တွေက6လတွင်ရေကောက်ပွဲလှုပ်ပေးမယ်တစ်နှစ်တွင်ရေကောက်ပွဲလှုပ်မယ်ဆိုပြီးသူကမသက်တမ်းတိုးလာတာပေါ့အာဒီပေါ်မှာရောလူငယ်တယောက်အနေနဲ့ဘယ်လိုမျိုးမှတ်ချက်ပေးချင်လဲစစ်ကောင်စီရေကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအမြင်ရှိလဲဘာတွေပြုလုပ်သင့်တယ်လို့လူငယ်တယောက်အနေနဲ့ထင်လဲခင်ဗျဒီ ။ချက်ကလာတော့တို့ရုပ်ောက်ပွဲတို့လုံးလာပဲလေ။ဒါလက်မခံနိုင်တော့တို့ကိုယ်တိုင်လည်းတီးတယ်။တို့တို့တို့ကိုယ်တိုင်လည်းတီးတယ်ကြာရုပ်ောက်ပွဲရောတရားမျှတမှုရှိရလား။ဒီပြည်သူတွေကပြည်သူတွေအချုပ်ပြည်သူတွေကိုအချုပ်ခံနေအစိုးရစီရောဟုတ်ရဲ့လား။ဒါကတော့ကျွန်တော်တို့လူငယ်တွေအားအစသူကြီးလူငယ်အားအစကျွန်တော်တို့ပြန်လေ့လာတင်တယ်။ဒါပေမဲ့ကျွန်တော်ကတော့တို့ဘလောက်ပဲရုပ်ောက်ပွဲလဲလို့ကျွန်တော်တို့ကတော့ဒီတော်လိုင်းအာနာရှင် စနစ်ချုပ်ငင်းတဲ့အထိတော့ကျွန်တော်တို့တိုက်ထုတ်ပါမှာပါဟုတ်ကဲ့ခင်ဗျအာလက်ရှိမှာပေါ့နော်စစ်ကောင်စီရွေးကောက်ပွဲမလုပ်နိုင်သေးတာတော့မှတချို့နိုင်ငံတကာအတိုင်းအဝိုင်းပေါ့ပြည်ရဲတဲ့ရပ်ပိုင်းမှာဆိုရင်လည်းထိုင်းကနေမှဟိုစစ်ကောင်စီကိုအထင်းအင်းပေါ်ပေါ်ဆက်ဆံလာတာလည်းရှိတယ်နော်စစ်ကောင်စီကရွေးကောက်ပွဲလုပ်နိုင်သွားပြီဆိုရင်တချို့နိုင်ငံတွေတချို့ဒီအာဆီယံနဲ့နိုင်ငံတွေကဒါထပ်ပို့ပြီးထင်းထင်းပေါ်ပေါ်ဆက်ဆံလာနိုင်နေတာလည်းရှိတာပေါ့ လူလူတွေမှာဆိုလို့ရှိရင်လည်းအခုငလင်လောက်ပြီးနောက်မှာအာတော်လန်ရေးရနောက်မှထားတို့ဒီဟိုတော့ဗောနော်ပြည်သူအရေးကြီးတယ်စစ်ကောင်စီနဲ့လည်းပူပေါင်းလှုပ်ဆောင်မှုပါဖို့ဆိုပြီးတော့တိုက်တွန်းလာတဲ့အတန်တချို့တွေလည်းထွက်လာတာဗောနော်ဒါရွေးကောက်ပွဲမလုပ်ခင်ရွေးကောက်ပွဲသာလုပ်ပြီးွားပြီးသူကရွေးကောက်ပွဲကတက်လာတဲ့အစိုးရဖြစ်သွားပြီးဆိုလို့ရှိရင်ကျွန်တော်တို့တော်လန်ရေးဘက်ကရောဘယ်လိုမျိုးစိုးကြိုးတက်ရောက်မှုတွေရှိနိုင်တယ်လို့ထင်လဲခင်ဗျာအေးတော်လန်ရေးရောဘာကြောင်းနေမှာတော့ကျွန်တော်တို့ ြက်တက်မှာတော့မဟုတ်ပါဘူး။ဘာလို့ဆိုတော့ဒီအနာကျုံကျွန်တော်တို့မြစ်ဖြတ်တိုက်ခိုက်ချိန်မှုမှာဖြစ်တယ်ဟုတ်ဟုတ်ကဲ့ခင်ဗျာအဒီမိကုမမဆက်ဖြည့်ဖို့ရှိသေးလားခင်ဗျာဟိုပေါ့နော်စတဒီစက်ကောင်စီရဲ့ရွေးကောက်ပွဲလုံနိုင်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့တော်လန်ရေးကိုရောဘယ်လိုမျိုးတက်ရောက်မှုတွေထိခိုက်မှုတွေရှိလာနိုင်တယ်လို့ထင်လဲခင်ဗျာဒီစက်ကောင်စီကတကယ်လို့သူလုံနိုင်ခြင်းတော့ဘယ်လိုပြောလဲကျွန်တော်တို့ကတော့တော်တင်းမှာပဲပြောအောင်ပေါ့သူကတော့အဲဒါကြားတဲ့ ပုံစံနဲ့ပဲကျွန်တော်တို့တွန်းလာတော့ပါဒီကျွန်တော်တို့ဖိနေချုပ်ချယ်တဲ့အာနာရှင်စနစ်ကိုမချိုက်လို့ပါဟုတ်ကဲ့ခင်ဗျအဲ့တော့နောက်ထပ်မိကွန်းခုနေနဲ့ပေါ့နော်အတော်လန်ရေးအောင်မှုလို့ဆိုလို့ရှိရင်ကျွန်တော်တို့လက်ရှိအချိန်မှာဘာကိုအဓိကထားပြီးလှုပ်ဆောင်မှုလိုအပ်နေပြီလို့မြင်လဲခင်ဗျတော်လန်အောင်မြင်လို့ဆိုရင်ဒီကျွန်တော်တို့ဒီအားလုံးစီလုံးညီညွတ်ဖို့လိုပါတယ်ဟုတ်ပါတယ်ပါစီလုံးအားလုံးညီညွတ်လို့လေကျွန်တော်တို့ဒီလူကြီးလူငယ်ကြားမမရေး ကျွန်တော်တို့ဓမ္မနဲ့အာဘကိုခွဲခြားသိညွမှုလည်းလိုတယ်ဟုတ်ကဲ့ပါအာဒါဆိုလို့ရှိရင်ပေါ့နော်တစ်ဆက်တည်းကျွန်တော်အာရာဒါရဲ့အမြင်လေးရှင်းတာပေါ့နော်ကျွန်တော်ဘယ် data တွေမှာစီးလုံးညညွန်မှုအဓိကလိုအပ်နေတယ်လို့ထောက်ပြပြလို့ရနိုင်မယ်ခင်ဗျအခုကတော့ကျွန်တော်တို့အမြင်ကတော့တနိုင်ငံလုံးပါပဲကျွန်တော်တို့ဒီကျွန်တော်ဒီတာယူနေတဲ့ပြည်နယ်တစ်ခုလေးအောင်ပါ အများကြီးတော့ကျွန်တော်တို့စီလုံးညီညီမို့တော့အများကြီးလိုသေးပါတယ်ဒီတက်ပို့ပြီးတော့စီလုံးကြစ်လင်ပို့ပြီးတော့အဆင်ပြေပါဟုတ်ကဲ့ခင်ဗျာအာဒါဆိုကျွန်တော်ထပ်ပြီးတော့ဗောနော်ဆွေးနွေးစီရှင်တဲ့အကြောင်းအရာတော့လက်ရှိ NUG နဲ့ပတ်သက်ပြီးတော့ဗော NUG ရဲ့ဥဆောင်မှုနဲ့ကျွန်တော်တို့ New Dollar ရေးတာတော်တော်လေးကိုဟို NUG ရဲ့ဥဆောင်မှုနာကိုလိုက်လာထားတယ်ဆိုတော့အဲအမြင်ကတော့ကျွန်တော်တို့ ော်လန်ရေးလုပ်နေတဲ့သူတွေအများစုမှာရှိကြတာပေါ့နော်။အဲ့နဲ့ပတ်သက်ပြီးနေရှင်တာအန်ယူဒီရဲ့လက်ဆောင်မှုတွေထဲမှာဘယ်ချက်တွေကအားရကျင်းတ်စရာကောင်းလဲ။ဘယ်ချက်တွေကအားနည်းချက်တွေလို့မြင်ရလဲခင်ဗျ။ဒီ ING ရဲ့လက်ဆောင်ချက်တွေမှာတော့အားရစရာအားရစရာကောင်းတာတော့နိုင်ငံတကာနဲ့ထဲထဲဝင်ဝင်သူတို့လောက်ကန်ရှင်းနေတယ်ဗျာ။ပြီးရင်အားနိုင်ချက်အဆက်တွေကတော့သက်ဆိုင်ရာတိုင်းဒေသပြည်နယ်အလိုက်ဖွဲ့စည်းပုံဗျာ။သူတို့တိုင်းရင်တက်ဖွဲ့တွေ ဖွဲ့စည်းထားတဲ့ဖွဲ့စည်းထားတဲ့တရင်တွေတပ်ဖွဲ့တွေကသူတို့အရေးချင်းပြင်မိရလားတကယ်အလုံးလုံးနဲ့တရင်တပ်ဖွဲ့ကဘယ်နှဖွဲ့ရှိလဲပြင်မိဆင်းပြီးတော့သူတို့ လေးလာမှုကတော့သူတို့အားနေပါဟုတ်ကဲ့ဒီຫນွေဥတော်လိုင်းရေလေးနှစ်ကျော်ကာလတွင်မှာလက်ရှိချိန်နေမှာဗောနော် NGO ကိုဘယ်အချက်တွေပြုပြင်ပြောင်းလဲစီချင်တာရှိလဲဗောနော်ဒါတော့လည်းကျွန်တော်တို့ဒီ season ကနေခါလဲအကြံပြုပေးပါအောင်ခင်ဗျဘယ်အချက်တွေကိုတို့ပြောင်းလဲခြင်းတော့ဒီအောက်ခြေရဲ့အောက်ခြေတည်မြောက်မှုတွေကိုတို့ကတည်ချောင်တို့လေးနာခြင်းမရှိဘဲနဲ့ စားနေတည်းမှာတော့ဒီဒေါ်လိုင်းရလည်းပို့ပြီးကြန့်ကြာနေဦးမှာအလားတူတော့ပြုတ်တင်ပြောင်းလဲစေခြင်း ਨੇ ဟုတ်ပြီခင်ဗျာဒီပြောနောက်ထပ်ခုခုနေနေပေါ့နော်ဟုတ်နောက်နောက်မိကွန်ခုနေနေပေါ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့90ကျော်ပြည်တွင်းစစ်ကြီးထုတ်ငင်မှုဆိုလို့ရှိရင်လူငယ်တွေမှာအနာဂတ်လူငယ်တွေမှာပေါ့နော်ဘယ်လိုတွေးခေါ်မျိုးတွေရှိဖို့လိုအပ်လဲကျွန်တော်တို့လက်ရှိတော်လိုင်းရေးလုပ်နေတဲ့လူငယ်တွေမှာရောဘယ်လိုမျိုးတွေးခေါ်မျိုးတွေဘယ်လိုသဘောထားမျိုးတွေရှိဖို့လိုအပ်လဲခင်ဗျာ ဒီမြန်မာနိုင်ငံနဲ့ခုနကပြည်ရင်းစစ်ကြီးငြိမ်းဖို့ဆိုရင်ဒီအာနာဂျီစနိုးစနစ်ဆိုးကိုလုံးဝအမြင့်ပြတ်ချိန်မုံတိုက်ထွက်ကြမှာပါဒါလူငယ်တွေမှမဟုတ်ပါဘူးဗျလူကြီးလူငယ်ကြားမှမကြီးတို့ဇာမန်နဲ့အာရမကိုခွဲခြားသိမြင်ဖို့လဲလိုတယ်ဒီနိုင်ငံကြီးအရေးကြီးကျွန်တော်တို့ရဲ့အရေးဒီကျွန်တော်တို့ရဲ့နိုင်ငံကြီးဖြစ်တယ်လို့ကိုယ်နဲ့မသက်ဆိုင်နေရလူတွေအများကြီးရှိပါတယ်ဒါတွေတော့နိုင်ငံတကာနဲ့တန်းလို့ချိန်မုံတားနိုင်ဖို့ဒီနိုင်ငံကြီးလူမှုရေးအတွေးခေါ်အမြင်တို့ဖွံ့ဖြိုးတိုးတက်စေချင်ပါတယ် ကျွန်တော်တစ်ခုနှစ်ခုလောက်ထပ်မေးလို့ရမလားရဲဘော်ကြီးတစ်ခုတစ်ခုနှစ်ခုလောက်ပါဟုတ်ကဲ့ဟုတ်အခုကျွန်တော်ဒီတဘောကဘီးကနေပေါ့လေကျွန်တော်တို့ဒီအာအင်ဂျီချီနဲ့စစ်ကောင်စီနဲ့ပေါ်ရှင်ပြီးတော့ချိန်မယ်ဆိုရင်ဘသူအတွက်ကဒီဒီငလင်ဘေးကနေပေါ့ဘသူအတွက်အကျိုးအမြတ်တွေအဲ့လိုထွက်သွားမယ်အဲထွက်သွားမယ်လို့ထင်လဲဗျသူအတွက်အလောကခင်ရတာတွေပိုခက်ခဲသွားမယ်လို့ထင်လဲဗျနည်းနည်းအဲ့အဲ့အမြင်လေးနဲ့ပြောပြောပြလို့ရမလားဗျ သူကတော့ကျွန်တော်ဒီငရင်နဲ့ပတ်သက်လာရင်တော့သူကတော့ဒီနိုင်ငံတကာသူတို့အလူမီတွေယူထားတယ်ဗျာကျွန်တော်တို့ဒီအပြစ်ဆက်ရဲဇဆဲတာအားစသူတို့ကသူတို့ကအပြစ်ရဆဲလို့ပဲပြောတာဘုံကြီးကတော့လုံးဝမရဘူးကျွန်တော်တို့ကမြေမှာရှိရဆိုကျွန်တော်တို့ကိုယ်တိုင်အတီးပဲပြီးရင်အပတ်ဆန်နဲ့သူတို့ဒီလူတက်လက်နောက်ကိုပြန်ပြီးထုတ်တာသူတို့ loss ရတော့အခုအချိန်မီအောင်ပေါ့ဒီ2025ဘိုင်းမှာထုတ်တဲ့ PC ရအားစလင်းကျဲတာအားစသူတို့အနက်ဘက်တွေနဲ့ကျွန်တော်တို့မှတွေ့နေရတယ်ဗျာ အဲဆိုရင်အခုပေါ့လေအခုဒီငလင်လေးကိုဝင်းကယ်နေကြတဲ့သူကြီးကတစ်ဖက်ပေါ့လေနောက်တော့တစ်ခုကဒီတော်လိုင်းဖက်ကိုကျွန်တော်တို့ကူနေကြတဲ့သူကြီးကတစ်ဖက်ပေါ့လေအဲ့ဒီပုံမှာတိတ်တုံစကားလေးနည်းနည်းပြောပြပါဦးဗျဒီတော်လိုင်းဖက်ကိုကူနေတဲ့ရဲပေါ်လေးကိုစိတ်တက်မကြစီဘူးပေါ့အော်ခြေဝတိုင်းကတော့အကုန်လုံးကတော့ကျွန်တော်တို့ဒီကျွန်တော်တို့ခံလာတဲ့အသက်ကိုကျွန်တော်တို့ရင်းထားတယ်လူနိုင်တဲ့ဘက်ကလည်းလူဝေးကြပါလို့ပြီးရင်ဘယ်ရောမှမဆိုကျွန်တော်တို့ကတော့ အခက်အခဲတွေအများကြီးရှိတယ်ဗျာဒါပေမဲ့ကျွန်တော်တို့ရောင်နေရောမြင်နေရပါပြီလို့အားလုံးပြောကြပါလေဗျာဟုတ်ကဲ့ပါခင်ဗျာအာနောက်ဆုံးမိခွန်းအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီနေ့တော်လန်သူတွေရဲ့အဲအတန်ဆိုတဲ့အစီအစဉ်နောက်ဆုံးမိခွန်းအနေနဲ့ပေါ့နော်ကျွန်တော်တို့အနာဂတ်မြန်မာနိုင်ငံကိုလူငယ်တယောက်အနေနဲ့ဘယ်လိုပုံစံမြင်ချင်လဲအဲ့ဒီနိုင်ငံကိုတိဆောက်တဲ့ခါကြလို့ရှင်လဲဘယ်လိုခန်းကဏ္ဍအနေနဲ့ပါဝင်သွားဖို့စိတ်ကူထားတာတွေရှိလဲခင်ဗျာ အနာဂတ်မြန်မာနိုင်ငံကိုလူငင်တရားနဲ့ကျွန်တော်တက်မြင်မယ်ဆိုရင်ဒီထက်ပိုပြီးဖွံ့ဖြိုးတိုးတက်တာတော့မြင်ချင်ပါတယ်ဒီနိုင်ငံနဲ့မှာနိုင်ငံတကာနဲ့တန်းတူဖွံ့ဖြိုးတိုးတက်စီချင်တယ်ဗျာဒီနေရာမှာဆိုရင်နိုင်ငံရေးလူမှုရေးစီးပွားရေးဒါတွေအကုန်ပါဝင်ပါတယ်လူငင်တရားအနေနဲ့ဆိုရင်မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုအများကြီးမျှော်လင့်ထားတယ်ဒီမြန်မာနိုင်ငံဖွံ့ဖြိုးရေးအစိတ်အပိုင်းများကိုကိုယ်ညာကချစ်တော့ကျွန်တော်တို့ပါဝင်ဖို့လဲစိတ်ကူးရှိပါတယ်ဗျာ ဟုတ်ကဲ့ပါခင်ဗျာအခုလိုမျိုးကျွန်တော်တို့ Federation နဲ့မြန်မာရဲ့ Tolland ရဲ့အစည်းအဝေးမှာအချိန်ပေးတဲ့ရဲဘော်လည်းကျွန်တော်တို့ကျေးဇူးအများကြီးတင်ပါတယ်ဒီ season ကနေပေါ့နော်ကျွန်တော်တို့စောင့်မျှော်ကြည့်ရှုအားပေးတဲ့မိဘပြည်သူတွေအနေနဲ့လည်းကျွန်တော်တော်လန်ကြီးမှာတကယ်မြေပြင်မှာထဲထဲဝင်ပါနေတဲ့လူငယ်တွေရဲ့စကားတန်အနီမှာတဆင်သူတို့ရဲ့စိတ်ဓာတ်ခွန်အားအားတွေလည်းရရှိလိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ပြီးလို့ရှင်ပေါ့နော်ဒီ season ကနေမှာကျွန်တော်တို့ဟိုရဲဘော်တွေရဲ့မြေပြင်အခက်ခဲဆန္ဒသဘောတရားတွေကိုလည်းအထက်လူကြီးတွေလည်းမြင်နိုင်မယ်လို့တော့မျှော်လင့်မိပါတယ်။ ဆောင်းတော်ကြည့်ရှုအားပေးတဲ့မိဘပြည်သူအားလုံးနဲ့စိတ်ချမ်းသာခြင်းကိုယ်ကျွမ်းမခြင်းများနဲ့ပြည့်စုံကြပါစေခင်ဗျာဟုတ်ကဲ့ခြေရည်တင်ပါရဲ့ဟုတ်ကဲ့ပါ